အခုဒီမှာပစ္စည်းဝယ်တယ်နော်ဝယ်တယ်ဆိုရင်စစ်ချက်ထုတ်ခိုင်းတယ်ကျမဒါအကုန်စစ်မှန်သိတယ်လေဟုတ်လားယုံကြည်မှုလည်းရှိတယ်ဒါပေမဲ့ကျမကပြန်သွင်းတဲ့အချိန်ကြာရင် something wrong ဟုတ်လားတယောက်နဲ့တယောက်နဲ့ evidence ရှိထားလို့ရှိလို့ရှိရင်ဘာမှငင်းစရာအကြောင်းမရှိဘူးအကုန်လုံးစိတ်တက်တန်နဲ့ရတယ်ဟုတ်လားဆိုတော့သိပြီမဲကျမထုတ်ခိုင်းတယ်ရှင်းပြီမဲကျမထုတ်ခိုင်းတယ်63သိန်းခွဲအဝိုင်းလေးကမခင်တန်တာမဟုတ်ရင်63သိန်းခွဲအဝိုင်းလေးက အဲ့တော့စစ်ချက်ထုတ်ခိုင်းတယ်ကျမကိုယ်တိုင်ဝယ်ရင်တော့မှဒီမှာစစ်ချက်နေနော်ဒါဆိုတော့ကျမတို့တွေလိန်နေအလိန်ခံရရတယ်ပေါ့နော်ဘယ်လိုလူတွေစီကနေကျမတို့ကအလိန်ခံရတာလဲကိုနဲ့ရင်းနေတဲ့သူတွေစီကပဲအလိန်ခံရတာဘယ်လိုလူတွေကလိန်တာလဲကိုယုံကြည်ရတဲ့သူတွေကပဲလိန်တာ ဟုတ်တယ်နော်ဒစိမ့်ကမလိမ်ဘူးဟုတ်တယ်နော်ကိုမယုံရတဲ့သူကမလိမ်ဘူးကိုကမယုံရဘူးဆိုနေရကိုကအလတ်ဖြစ်နေပြီအဲ့တော့ဒီပုံမှာတန်တရားဖြစ်နေပြီဆိုနေရအလိမ်မခံရဘူးအဲ့တော့အလိမ်ခံရပြီဆိုတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းမှာဘလို့လူတွေစီကအလိမ်ခံရတာလေကိုယုံနေဆိုတဲ့သူတွေစီကအလိမ်ခံရတာ ကိုစိတ်ချရပါတယ်ဆိုတဲ့သူတွေစီကအလိန်ခံရတာကိုနဲ့ယဉ်နီးပါတယ်ဆိုတဲ့သူတွေစီကပဲအလိန်ခံရတာဒါကြောင့်မလို့ဘလောက်ပဲယဉ်နီးယဉ်နီးဘလောက်ပဲယုံယုံကျမတို့ကခုနကပြောသလိုမျိုးပေါ့တေချာအောင်စိစက်တေချာအောင်လှုပ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဒါမှသာလေအလိန်ခံရတဲ့ပေကလွတ်မှာနော်ကျမတို့လည်းဒီလိုပဲဖြစ်စဉ်ဖြစ်ရက်တွေမှာအလိန်ခံရတယ်ဟာပါသွားပြန်ပြီအတိုးတွေပေးထားတယ်လိန်သွားပြန်ပြီတေလာဟာတခါတည်းပေးထားတယ်ဟိုပစ္စည်းတွေအပ်လိုက်တယ်ကျမတို့ကြောက်က ကျောက်လောကမှာဆိုရှိရဲ့เนาะကျောက်ပွဲစားတွေကိုပစ္စည်းတွေအပ်လိုက်တယ်အဲ့ကျောက်ပွဲစားတွေကလေပစ္စည်းရောင်းပေးမယ်ဆိုပြီးကျောက်ကုန်တဲ့စီကနေယူပစ္စည်းရောင်းပေးမယ်ဆိုပြီးအဲ့ဟာကျောက်တွေကိုသွားပေါင်လိုက်တာเนาะသွားပေါင်ပြီးတော့မှအလွဲသုံးစားလုပ်တာအဲ့တော့ဒီကျောက်ကုန်တွေကကျောက်ပွဲစားကိုဘာဖြစ်လို့ကျောက်ပေးလိုက်တာလဲယုံလို့ပေးလိုက်တာလေနော်ယုံလို့မလို့ပေးလိုက်တာအဲ့ယုံကြည်မှုကိုပဲအလွဲသုံးစားလုပ်ပြီးတော့မှလိန်တာဒါကြောင့်မလို့အလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းမှာကိုယုံတဲ့သူတွေကပဲလိန်တာအဲ့တော့လူလိန်ကလည်းလူလိန်မှာလို့မပြောဘူးတခိုးကလည်း တခိုးပါလို့မပြောဘူးကစ်တီလေးယူနေတဲ့မအေးမမိုးอ่ะเนาะဆိုတော့တခိုးကလည်းတခိုးပါလို့မပြောဘူးဝင်မခံဘူး तू တခိုးပါလို့ဘယ်တခိုးကမှမပြောဘူးလူလိန်ကလည်း तू လူလိန်ပါလို့ဘယ်သူကမှမပြောဘူးအဲ့တော့ကျမတို့ကအသိနဲ့တတိနဲ့ရှိရတယ်ဘယ်မှာပဲဖြစ်ဖြစ်เนาะဘယ်မှာပဲဖြစ်ဖြစ်ဘာဖြစ်လို့ကိုယ့်ရဲ့ tree နဲ့စားရင်ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ငွေကြေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူနဲ့ပဲဖြစ်ဖြစ်ကျမနေလည်းဒီလိုပဲเนาะကျမကလည်းကျမပိုင်ဆိုင်နေမဟုတ်ဘူးကျမလည်းရောင်းပြီးတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကိုသိစားစီးစီးရအောင်လို့အမားရွေးမရှိရ အောင်လို့ကျမလည်းအမြင်နဲ့စစ်ချက်တောင်းတော့စစ်ချက်တောင်းတော့လို့ပြောတာဟုတ်ပြီလားနော်အဲ့တော့အမြင်နဲ့အတိတ်တိမပြတ်စေနဲ့လိန်နဲ့အလိန်ခံရတယ်ဆိုရင်ဖြစ်စဉ်ဖြစ်တဲ့အတိုင်းဟာကိုနဲ့ယဉ်နေတဲ့သူကပဲလိန်တာကိုယုံကြည်တဲ့သူကပဲလိန်တာတစိမ့်ကလိန်လို့မရဘူးနော်ဆိုတော့တခုပဲမှတ်တာဘယ်လူလိန်ကမှသူလူလိန်မှာလို့ပြောပြီးမလုပ်ဘူး ဘယ်လူလိမ်ကမှလူလိမ်မလို့ဝင်မခံဘူးဘယ်တခိုးကမှခိုးပါတယ်လို့ဝင်မခံဘူးဘယ်တခိုးကမှခိုးပါတယ်လို့ဝင်မခံဘူးနော်အဲ့တော့လေးတော့တည်ထားဖို့လိုတယ်ကျမကိုဆဲခြင်းဆဲမဆဲခြင်းနေနော်ကျမအားလုံးကိုအတိတ်တတိရှိအောင်လို့ပြောပြတာ ဟုတ်လားဘသူဘသူပါဆိုတာထက်ကိုယ့်ဟာကိုယ်ကာကွယ်နိုင်ရဖို့ဒီလိုလူတွေလောကကြီးမှာရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြတာယုံတာမယုံတာကြိုက်တာမကြိုက်တာကျမကိုကြိုက်တာမကြိုက်တာလဲကိုယ့်သဘောကိုယ့်သမိုင်းကျမဘာမှမဖြစ်တော့ကျမကိုလာဆဲလဲကျမဘာမှမဖြစ်သွားဘူးဒါပေမဲ့ဒီလိုတွေရှိတယ်ဒီလိုတွေသတိထားမယ်လို့ပြောပြတာဘယ်သူကမှကျမကလူလိမ္မာကျွန်တော်ကလူလိမ္မာလို့ဘယ်လူလိမ္မာဝင်ခံတာကြားဘူးလားဘယ်သခိုးကကျွန်တော်ကသခိုးပါကျမကသခိုးပါလို့ဝင်ခံတာကြားဘူးလား နော်ဟုတ်ပြီလားအဲ့တော့ကြိုက်တယ်လို့ဆဲခရုမဆိုင်ဘူးနော်ကျမကခொနည်းသားပြီးအချိုးမရုပ်ဖို့ပြောတာလူဆိုတာကိုဟာနဲ့ကိုကြီးပဲကိုတဘောကိုဆောင်ရတာကြီးပဲနော်အဲ့တော့အမှားရွေးမဖြစ်ကြဘူးဓာရီဓာရီဆိုတာပိုဆိုးတယ်ကျမတို့ယေဒနာလုပ်ငန်းဆိုတာကယုံကြည်မှုနဲ့လှုပ်လှုပ်ကြတယ်ဆိုတာမှဈေးပစ္စည်းရောင်းပစ္စည်းဝယ်တာနဲ့မဟုတ်ဘဲနဲ့ကျမတို့ကယုံကြည်မှုသစ္စာရှိမှုတွေပါပါတယ် ဘယ်လိုအမားယွင်းမှဖြစ်လို့မရဘူးမားယွင်းလို့ရတဲ့အမားရှိတယ်မားယွင်းလို့မရတဲ့အမားရှိတယ်မားတင်တဲ့အမားရှိတယ်မမားတင်တဲ့အမားရှိတယ်နော်အဲ့တော့ဘယ်သူမှတော့ကျမမလုပ်ပါတယ်လို့ဘယ်သူမှဝင်မခံဘူးလက်ညှိုးထိုးမှာပဲဟုတ်ပြီလားလက်ညှိုးထိုးမှာပဲ အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်လို့မလို့တန်မိုးကြီးရတွေဝဲတယ်ဆိုတိတိကျကျနားလေတက်ကြွနေတည်နေဆစ်ဆစ်ပြီးတော့မှဝဲဂျားကန်လူကိုထားအဲ့လိုပြောတာနော်တတိပေးတာယုံကြည်လို့မှအလိန်ခံရတာတစိမ်းကအလိန်မခံဘူးယင်းနည်းတဲ့သူကပဲအလိန်ခံတာကိုယုံနေသူကပဲကိုယ်ကိုလိန်တာနော်အဲ့ဒါကိုခေါင်းထဲမှာမြင်းမြတ်မှတ်ထား ဘဝမှာအဲ့ဒါမြင်းမြတ်တာကောင်းတယ်မှာကိုယုံရတဲ့သူကပဲကိုယ့်ကိုလိမ်တာဒစင်းကမလိမ်ဘူးကိုမယုံရတဲ့သူကကိုယ့်ကိုမလိမ်ဘူးအလိန်ခံရပြီဆိုအဲ့ဒီလူနဲ့တမိုင်းကြောင့်ကြီးကြီးကိုယုံလိုက်လို့လိမ်ခံရတာနော်